မင်္ဂလာပါလို့ဥစွာဗနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်ရဲ့ Bami Recap Story Channel ကနေပြန်လည်ကြိုဆိုပါတယ်အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကဖြစ်ရမန်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီးဝမ်းနေဖို့လည်းကောင်းသလိုပညာပေးအနေနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါဇာတ်လမ်းစမှာတော့ဆယ်ကျော်သက်အရွယ်မင်္ဂလိတယောက်တရားမဝင်ကိုဝင်ဖြတ်ချနေပြီးလက်တွေကလည်းခက်ချမ်းချမ်းပါပဲသူမကလုံနေကြမှုကြွန့်ကျင်နေပြီးခနာလေးနဲ့အလုပ်ပြီးသွားကတရေသားလုံးကိုအိတ်နဲ့ထုတ်ထားလိုက်ကအဲ့လိုအထုတ်တွေအများပြားလည်းရှိနေခဲ့ပါတယ် အဲဒီနောက်မှာတော့ခွန်တို့မိသားစု၃ယောက်တောင်းကနေပြန်လာကြကအိမ်ရှိကိုရောက်တဲ့အခါမှာကားပေါ်ကနေဆင်းပြီးခွန်တို့နှစ်ယောက်ကကို့အာယုံနဲ့ကိုအိမ်ပေါ်တက်ဖို့ပြင်ချိန်မှာပဲသမီးဖြစ်သူကကြံနေခဲလို့လှဲ့ခေါ်တဲ့အခါမှာသမီးဖြစ်သူကဟုတ်ကလေးလေးကိုစောင်းရောက်အောင်လို့ဆိုပြီးအမောင်တဲကိုညွန်ပြပါတယ်ဖင်းတို့ကြိလိုက်တဲ့အခါမှာတော့ဘာမှမရှိပါဘူးဒီတော့နည်းနည်းတော့လန်သွားပြီးကလေးကိုဆွဲခေါ်ကအိမ်ပေါ်ကိုတက်သွားကြပါတယ်နောက်တနေ့မနက်မှာတော့ခွန်ကဖင်းတို့သားမိကိုလိုက်ပို့ပေးပြီးမှအလုသားမယ်လို့ဆိုကလိုက်ပို့ပေးရင် လမ်းကပုံကြီးကျောင်းရှိတဲ့နေရာကိုကလေးကလက်ညှိုးထိုးပြီးအဖေနဲ့မေဟိုကလေးကိုခေါ်သွားရအောင်လို့ထပြောနေတော့သမီးကမောင်လေးလိုချင်တာလားလို့ဖင်ကမေးလိုက်ခါကလေးယူဖို့ပြောပေမဲ့ခွန်ကတော့သူ့အစင်းသိမဖြစ်သေးဘူးလို့ပြောလိုက်ပါတယ်။တခြားတစ်ဖက်မှာတော့ကျောင်းသူလေးခွန်ကသူ့ရဲ့ချစ်သူကိုသူ့မှာကိုဝင်ရှိနေပြီလို့ပြောတဲ့အခါမှာဘုံကသူ့အနာဂတ်ဒီပလတ်စတာတွေပြောနေလို့ဘုံမကူညီနိုင်ရင်လဲကိုနီးလန်းနဲ့ကိုဖြည့်ရှင်းလိုက်ပါမယ်လို့ငိုပြီးပြောလိုက်ပါတယ်။ဒီချိန်မှာပဲဆီယမ်မဖင်ကထွက်လာပြီး အဖြစ်ကြတာလဲလို့မေးပေမဲ့မဖြေဘဲထွက်သွားကြပါလေဒီလိုနဲ့ခွန်ကလိုင်းပေါ်ကနေသူ့ပြဿနာကိုဖြေရှင်းဖို့နီးလန်းရှာဖွေပါတော့တယ်နောက်တက်တရုတ်ဆောင်စာကလည်းတရုတ်ဆောင်အလုပ်တွေအကုန်ဖျက်သိမ်းခံလိုက်ရတယ်လို့သိလိုက်ရပြီးအကျွေးတွေရှိနေကသူ့ကောင်လေးကလည်းထောက်ပံ့နိုင်မှာမဟုတ်ဘူးလို့ပြောဆိုနေပါတယ်အဲဒီနောက်မှာတော့တိုက်ခန်းတစ်ခုမှာတတိသားဖျက်ချလို့တေဆုံးသွားတဲ့စေကျော်သက်အွယ်မိန်းကလေးအလောင်းကိုရဲတွေကတွေ့ရှိသွားပြီးခွန်ကလည်းသတင်းတောက်မှုအပြေးလာကတပ်ပုံရိုက်နေရင်မျက်လုံးပွင့်လာတယ်လို့စိတ်ထဲကိုထင်လိုက်ပြီးလန့်သွားပါတယ် ။ဟောက်ကိုစင်းတော့လဲအလောင်းတွေသွားတာလှုပ်လာတယ်လို့ထပ်ပြီးမြင်လိုက်ရပြန်ပါတယ်။ဖင်းတို့တာမီကလည်းဘုံကြီးရောင်ပေးကမုန်ဆိုင်လေးမှာမုန်ဝင်နေရင်ဖင်းကတတိမထားမိလိုက်ချိန်မှာရဲမိုင်ကကလေးလေးလိုဆိုကဘုံကြီးကျောင်းနောက်ထပ်ကိုထွက်သွားပါတယ်။ဖင်းကတတိထားမိသွားပြီးလိုက်ချရင်ဘုံကြီးကျောင်းကမိတကြိုဆန်နာကိုရောက်သွားကအလောင်းတွေထားတဲ့နေရာကိုရောက်သွားကြပါတယ်။တမီဖြစ်သူကိုလိုက်ရှာနေရင်တကားတစ်ခုကတော့ကသူ့ဘာသာသူပွင့်လာပြီ။တကားပွင့်လာတဲ့ကံမတော်လှမ်းပြီးလဲသွားချိန်မှာသူ့ရှိကနေခွေးတစ်ကောင်ပေါ်လာပြီးအသားတုံးတစ်ခုကိုအန်ချလိုက်ပါတယ်။ သူ့လန့်ပြီးအော်နေချိန်မှာနောက်ကိုကြည့်လိုက်တော့ရဲ့မိုင်းဖြစ်နေလို့ပတ်ထားလိုက်ပါတယ်။ဟွမ်ကလည်းလိုင်းပေါ်ကနေမှားတဲ့ဆေးကအလုံးမဖြစ်လို့သူ့ရဲ့အတီးတယောက်ကိုအကူအညီတောင်းတော့အတီးကလည်းသူ့အရင်ကဒီလိုဖြစ်ဖို့တာကြောင့်အဲ့ဒီဆေးခန်းကိုခေါ်သွားပေးဖို့တောင်းဆိုလိုက်ပါတယ်။ခွန်ရဲ့မိဘတွေကတခြားမျိုးမှမို့ဘာမှမသိကြပါဘူး။ဘုံကလည်းသူ့မကိုဖျက်မချစေခြင်းပေမဲ့တာဝန်လည်းမယူနိုင်ဘူးဖြစ်နေပါတယ်။ကွန်ကလည်းအင်ကိုပြန်လာတော့ကလေးရည်တန်ကိုကြားလိုက်ရပါတယ်။ဖင်းကလည်းကလေးရည်တန်ကြားလို့ထကြည့်တော့ ရဲမိုင်ကအခန်းထဲမှာတယောက်တည်းစကားပြောနေပြီးစော့နေတာပါဘသူနဲ့စကားပြောနေတာလဲလို့မေးတော့အောင်လင်းနဲ့စော့နေတာလို့ပြောကအိတ်ထဲကိုလက်ညှိုးထိုးပြပါတယ်ဖင်ကအိတ်ကိုဖြွင့်ကြည့်တော့ခလေးလောင်းကိုမြင်ပြီးလန့်သွားပါတယ်ဒီချိန်မှာပဲခုံကလည်းပြန်ရောက်လာလို့အိတ်ကိုဖြွင့်ကြည့်တော့ထူးခြားတာမရှိပဲအယုံလေးတစ်ခုကိုတွေးလိုက်ရပါတယ်ဘဲကရလာတာလဲလို့ဆိုတော့ရဲမိုင်ကကလေးလေးဟာလို့ပြောဆိုပါတယ်နောက်တစ်နေ့မနက်မှာတော့ခုံကအယုတ်ကိုဘုန်းကြီးကျောင်းကအလောင်းတွေထားတဲ့နေရာမှာတွားထားလိုက်ပြီးပဝင်းကျင်ကိုဓာတ်ပုံရိုက်လို့ သူ့ဘရသာကြီးကရောက်လာပြီးဒီမှာတပ်ပုံရိုင်းခွင့်မရှိဘူးလို့ဆိုကပြောနေတော့မတိမတားလေးသုံးလေးချက်လောက်ထပ်ပြီးရိုက်လာခဲ့လိုက်ပါတယ်။ကားထဲကိုရောက်တော့ပုံလေးကိုပြန်ကြည့်တဲ့အခါမှာကလေးမျက်နှာပုံစံလေးကိုမြင်ရလို့လန့်သွားပါတယ်။တငယ်ချင်းကိုသွားပြတဲ့အခါမှာအလင်းပြန်လာပါလို့ဆိုကစိတ်ထဲမှာထားဖို့ပြောလာပါတယ်။အဲဒီနောက်မှာတော့ဘုံကတောင်းမှခွန်မလာလို့အရင်ကသူ့လိုလိုဖြစ်ဖူးတဲ့တငယ်ချင်းကိုနေရာမေးကလိုက်ရှာပါတော့တယ်။ခွန်ကလည်းသူ့ရဲ့အတိအကုန်ကြီးနဲ့ဆေးကန်းကိုရောက်နေကသူမှကြောက်နေခဲ့ပါတယ်။ အမျိုးသမီးကလည်းအဖော်လိုက်ပေးတဲ့လူကိုပိုက်ဆံအရင်ရှင်းခိုင်းပြီးအပြင်ထွက်နေခိုင်းပါတယ်။ဝမ်က16နှစ်ပဲရှိသေးပြီးကလေးကလည်းလက်အတော်ရင့်နေတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့အမျိုးသမီးကကကြမ်းကြမ်းပဲကင်တွေကလုံနေကြမို့ခဏပဲကြာလိုက်ပါတယ်။ပြီးတာနဲ့သူမှထထွက်သွားပါတယ်။ဝမ်ကလည်းနာကျင်လုံးလို့တတိမိသွားပါတယ်။အဖော်လိုက်ပေးတဲ့လူကလည်းအထဲကိုကြည့်တော့ကလေးငိုတန်ကိုကြားလို့ထွက်ပြေးသွားပါတယ်။ဘုံကလည်းရောက်လာပြီးအခန်းထဲကိုဝင်ကြည့်တော့ခွန်ကတတိယပြီးရေချိုးကန်းထဲမှာပုန်းနေတာကိုတွေ့လို့ ဘုံကခွမ်းကိုပြန်ခေါ်လာခဲ့လိုက်ပါတယ်။တန်တီဖြတ်ပြီးတဲ့အမျိုးသမီးကလည်းသူ့အလုတ်ခန်းတကားကိုပိတ်ပြီးအပြင်ကိုထမယ်အလုံးမှာကလေးငိုတန်းကိုကြားလိုက်ရပါတယ်။ဒါပေမဲ့ဂီယုမဆိုင်ပဲတနေ့တာတရင်သားလောင်းတွေကိုအဲ့ဒီလုံးလဲကိုထုတ်ပြီးဘုံကြီးเจ้าကသူ့ပရာစာကိုရှင်းပြဖို့ပြီးခဲ့လိုက်ပါတယ်။ပိုက်ဆံကိုလည်းနောက်မှရှင်းမယ်လို့ပြောသွားပြီးထွက်သွားပါတယ်။သူ့ပရာစာကလည်းကလေးအလောင်းထုတ်တွေကိုအလောင်းထားတဲ့အခန်းကြီးတွေကိုထည့်ထားလိုက်ပါတယ်။ဒီလိုနဲ့ညရောက်တော့ခွန်ကအိတ်မပြောလို့ထားကြည့်နေရင် နိုင်ရမှာချိန်ထားတဲ့ဓာတ်ပုံမှာလက်ရာတွေရှိနေတာကိုတွေ့လိုက်ရပါတယ်။သူ့သမီးဆော့တယ်ထင်ပြီးမနှက်ရောက်တော့သမီးဖြစ်သူကိုဓာတ်ပုံပေါင်းလေးကိုမဆော့နဲ့အမှန်ကွက်ပြီးလက်ကိုထိခိုက်လိမ့်မယ်လို့ပြောတော့သမီးဆော့တာမဟုတ်ပါဘူး။ကလေးလေးဆော့တာလို့ပြန်ပြောပါတယ်။ဒီတော့အမေဖြစ်သူကလည်းဘယ်ကလေးမှမရှိဘူး။အဲ့ဒီလိုမျိုးမညာရဘူးလို့ဆိုကစွန့်နေပါသေးတယ်။အတွက်မှလည်းတရုတ်ဆောင်စားကငိုပြီးအောက်ထပ်ကိုဝင်ရှိနေပြန်ပြီးလို့ပြောပြနေပါတယ်။တညမှာတော့ဖင်းကသမီးကိုစားပြနေရင် ထသွားတဲ့အခါမှာကလေးကလည်းထသွားကတန်းသွားစီးနေတာပါ အမေဖြစ်သူကလည်းတမိကိုမတွေ့လို့လိုက်ရှာပါတော့တယ်ရမိုင်ကစီးနေရင်ဘေးကကလေးရတန်ကိုလည်းကြားရတယ်လို့တဖြည်းဖြည်းပူကျန်းလာလို့ငုံနေချိန်မှာပဲခွန်ကပြန်ရောက်လာပြီးတွေ့သွားတဲ့အခါသွားခေါ်လိုက်ရပါတယ်ဒီတော့ခွန်နဲ့ဖင့်လည်းတမိဒီလိုဖြစ်ရတာကလေးကိုအချိန်မပေးမိလို့နဲ့တူတယ်တမိနဲ့အတူတူပုံနေပေးရင်အဆင်ပြေသွားမှာပဲလို့တွက်လိုက်ကြပါတယ်ဘုံနဲ့ခွန်ကလည်းအတူတူအိတ်နေရင်ဘုံကနိုးလာတော့ခွန်ကမတွေ့လို့အပြင်ကိုလိုက်ရှာတဲ့အခါမှာ ဝတန်ကြားလို့လှည့်ကြည့်တော့ခွန်ကသွေးတွေထွက်ကြပြီ။အော်ဟိနေကကလေးလောင်းကိုလည်းလက်ထဲမှာပိုက်ထားတာကိုမြင်လိုက်ရပြီ။ထိတ်လန့်သွားကအိမ်မက်ဖြစ်နေပြီးနိုးလာခဲ့ပါတယ်။ကျောင်းမှာဆီယာမဖင်းကလည်းဘုံရဲ့တငယ်ချင်းကိုမေးပြီးခွန်တို့နေတဲ့နေရာကိုလိုက်လာပါတယ်။ခွန်ကလည်းဘိုက်အောင်လာကစီကံလည်းမသွားရဖြစ်နေကြပြီ။ဆီယာမအခန်းထဲကိုဝင်လာတော့နှစ်ယောက်ပုန်းနေကြလို့ဆီယာမကသွေးတွေကိုမြင်လို့လိုက်ရှာတော့မှတွေ့သွားပြီးစီကံကိုခေါ်သွားလိုက်ပါတယ်။ပြုတ်ဆောင်လုပ်တဲ့စာလဲသူအိတ်နေချိန်မှာတယောက်ယောက်ကြည့်နေတယ်လို့ခံစားနေရပါတယ်။ သူ့ဘာရစာအဖိုးကြီးကလည်းတနေ့စာအလောင်းအရေးအတွက်ကိုမှတ်နေရင်သူ့သွားဖို့လှုပ်တဲ့ခါမှာပြက်ကတိန်ကနေသူ့ဘာသာသူလှုပ်လာလို့ထွက်ပြေးပါတော့တယ်။ဟွန်တို့ကလည်းညပတ်အိတ်နေရင်တကားပွင့်တန်ကြလို့လိုက်ကြည့်တော့သမီးဖြစ်သူကအပြင်ကိုရောက်နေပြီးအန်တင်များတဲ့နေရာမှာရပ်နေတာကိုတွေ့လိုက်ပါတယ်။ဘာလို့ဒီလိုလှုပ်တာလဲလို့မေးတော့ကလေးလေးကစော့ဖို့ခေါ်လို့ပါလို့ဆိုပါတယ်။ဟွန်နဲ့သမီးကိုအတင်းဖန်းဆွဲပြီးဖတ်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းခွန်ကိုကူညီတဲ့မိန်းကလေးကလည်းရင်တိုင်းမှုဖြစ်ပြီးပွဲချင်းပြီးဒေဆုံးသွားပြီလို့ဘုံရဲ့တငယ်ချင်းကပြောပြလာပါတယ်။ ရမကလည်းခွန်ကိုလာကြည့်ရင်ခွန်တို့မိဘတွေကိုအတိပေးဖို့လိုတာမို့အတိပေးထားတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ခွန်ကသူ့ရဲ့တငယ်ချင်းနဲ့ဗီဒီယိုကောခေါ်နေရင်တငယ်ချင်းကအကိုဘေးမှာအကိုသမီးကိုတွေ့တယ်လို့ဆိုတော့သမီးကသူ့အမေနဲ့ပြန်သွားတယ်လို့ပြန်ပြောလိုက်ပြီးမင်းရဲ့နောက်မှာလည်းတယောက်ရှိနေတယ်လို့ပြန်ဆလိုက်ပါသေးတယ်။ဟိုကလည်းအကိုဘေးမှာရက်နေတာတွေ့နေတော့မဲလို့ပြောတော့လန့်သွားပြီးကွန်ပျူတာကလည်းအရေးတစ်ခုကိုလည်းမြင်လိုက်ရပါတယ်။ဒီတော့ကင်မရာသွားယူပြီးချထားလိုက်ပါတယ်။ဖင်းတို့သားမီးကလည်းပြန်ရောက်လာတော့ သူ့ရဲ့ကင်မရာနောက်တစ်လုံးကိုမေးလိုက်ပြီးညာရဲ့ချင်းမှာသူတို့အိတ်တဲ့နေရာကိုချိန်ထားလိုက်ပါတယ်။ခုံဝင်အိတ်ဖို့လှုပ်တာနဲ့ကင်မရာကလဲသွားပါတယ်။ပြန်ထောင်လိုက်ပြန်လဲလိုက်ဖြစ်နေကနောက်တော့ကင်မရာကိုပြန်ထောင်ပြီးအိတ်ပြော်သွားတော့ကင်မရာကလည်းထပ်လဲသွားပြန်ပါတယ်။လက်နဲ့နိုးလာတဲ့အခါမှာကင်မရာကိုကောက်ကြည့်တော့တစ်ခုခုကို မြင်သွားကအကန့်တွေကကင်မရာကိုကြည့်တော့လေအရေးတစ်ခုကိုမြင်လိုက်ရပါတယ်။ဒီချိန်မှာရိတ်မိုင်းကလည်းမရှိလို့လိုက်ရှာတော့ပြတင်းပေါက်မှာထိုင်နေတာကိုမြင်လိုက်ရပြီးအမြန်ဆွဲခေါ်လိုက်ရပါတယ်။ဘာလို့အဲ့မှာထိုင်နေတာလဲလို့မေးတော့ မောင်လေးကအောက်ကနေခေါ်နေတာလို့ဆိုပါတယ်။အဖေနဲ့မေလည်းအဲ့ဒီလိုမပြောရဘူးလို့ပြောလိုက်ရပါတယ်။ကျောင်းမှလည်းရဲမိုင်ကကလေးတစ်ယောက်နဲ့စော့သူလိုလုပ်နေတာကလေးတည်းကရဲမိုင်နားမှာအမျက်ရှိနေတာပါ။မိဘတွေကလည်းဘာလို့ရမလဲစဉ်းစားနေကြရပါပြီ။ဘုန်းကြီးကျောင်းကမိသကျော်ဆက်ကိုသူ့ဘာယာစာကြီးကတရေသားလောင်းတွေကိုမိသကျော်ရင်မိသကျော်ဆက်ကပြတ်သွားပါတယ်။မနက်ရောက်တော့သူ့ဘာယာစာကြီးကတယောက်တည်းထိုင်နေတော့ဘေးကအယုတ်ကလေးကလိမ့်ပြီးအောက်ကိုပြုတ်ကျသွားပါတယ်။သူလည်းတတိထားမိသွားပြီးထပြီးလစ်ပါတော့တယ်။ တန်ဒီဖြတ်ပြီးတဲ့အမျိုးသမီးကလည်းသူ့ဘာယာစာကိုအန်ဒီသားလောင်းတွေထပ်ပြီးတဲ့အခါမှာမိဒီဂျိုစာကပြက်နေလို့ရေခဲတိုက်ထဲမှာထားရမယ်လို့ပြောကအခုတလုံးနည်းနည်းထူးဆန်းနေတယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးကလည်းငင်းကြောက်နေတာလားဒီလောကပိုက်ဆံရှာပေးနေတာတော့မလုတ်ချင်ရင်တခြားလူအများကြီးရှိရလို့ပြောလိုက်ပါတယ်သူတို့ဒုက္ခရောက်နေတာကိုကူညီပေးတာသူတို့မှရွေးချယ်စရာမရှိလို့ဒီလိုလုံးကြတာပဲလေသူတို့အကူအညီတောင်းလို့ငါတို့ကကူညီပေးုံပဲလို့ဆိုကပိုက်ဆံလည်းထုတ်ပေးလိုက်ပြီး ိုင်ငယ်ကိုဘရုခနဲ့မောင်းကထွက်သွားပါတယ်။အဖိုးကြီးရဲ့တန်တေသားလောင်းတွေကိုသူထည့်နေကြနန်းစောနေတဲ့အကန့်ထဲကိုပြစ်ထည့်လိုက်ပါတယ်။ပြီးတာနဲ့တခုခုထူးခြားနေတာကိုလည်းတတိထားမိလိုက်ပါတယ်။ရဲမိုင်ကလည်းအဖေမောင်းလေးလာပြီလို့ဆိုကလက်ညှိုးထိုးပြလို့ကြည့်လိုက်တော့သူလှစ်ပြလိုက်တဲ့အယုတ်ကလေးရောက်နေတာကိုမြင်လိုက်ရပါတယ်။ဒီချိန်မှာပဲဖင်းကကလေးတစ်ယောက်လိုထငိုပါတော့တယ်။တန်တေဖြတ်ပြီးတဲ့အမျိုးသမီးစီမှာလည်းကလေးရဲ့တန်ကိုကြားနေရကသူ့ကိုကတင်းဘောကိုတတ်အောင်လုပ်နေတာ တန်ဒီပြတ်တဲ့အတန်းနဲ့သူ့ကိုယ်သူပြန်ထိုးဖို့လုပ်နေလို့လက်တစ်ဖက်ကတားထားရပါတယ်။တစ်ဖက်မှာလည်းဖင်းကပူးကတ်ခံရပြီးကလေးတယောက်လို ပြုတ်မှုနေကရဲမိုင်းကအမေကိုနားကျင်အောင်မလုပ်ပါနဲ့လို့ဩပြောနေပါတယ်။ဒီချိန်မှာတရုတ်ဆောင်မင်းကလေးစာကလည်းအိမ်မှာခြောက်ချားစရာတွေစဖြစ်လာပြီးပစ္စည်းတွေကလည်းသူ့ဘာသာသူကြာခွဲကုန်ကဝုန်းတိုင်းကျဲနေပြီးမဲမဲအရာကိုလည်းမြင်လိုက်ရလို့အပြင်ကိုထွက်ပြေးနေရင်ရေကန်ထဲကိုပြုတ်ကျသွားပါလေ။ဖင်းကပူးကတ်ခံရတာကိုခုံကတားနေချိန်မှာပဲစောင့်တော့ခံရပြီးခုံနဲ့တိုက်ခါသတိမြင်သွားပါလေ။ တဖက်မှာလည်းတန်နေဖြတ်ပြီးတဲ့အမျိုးသမီးလည်းကြောင်းလန်ပြီးအတင်းယုံကထွက်ပြေးနေရင်သူ့ရဲ့ကိုကလည်းသူ့ရည်ထွက်ကြလာကကလင်းငိုတန်နဲ့အတူခလီသေးရီကသူ့နားကိုတဖြည်းဖြည်းကတ်လာလို့ငါနေတို့ကိုမတက်ချိန်ခဲ့ပါဘူးနေတို့ကိုတတ်တာနေတို့အမေလေးငါမှမဟုတ်ဘူးနေတို့မိဘတွေကိုပြန်လဆားကြည့်ပါလားဒါလည်းမရပဲအော်တန်နဲ့အတူအနာကိုထတ်တိုးလာလို့ငါနေတို့ကိုကူညီပေးတာလေနေတို့ကိုဝမ်းမြောက်ဝမ်းသာလိုချင်ကြတဲ့ဘဝအသစ်မှာပြန်မွေးဖွားလို့ရတယ်လို့ပြောလိုက်တော့ပျောက်သွားကြပါတယ်ဒီချိန်မှာစာကလည်းရေကန်ထဲကိုရောက်နေပြီ သွေးတွေဒေါ်ဝေါ်စီးကျနေတာကိုမြင်နေရတာဖိလန်နေပြီးတူမ၆တော့ကိုဆွဲခေါ်တာကိုလည်းခံလိုက်ရပါခေါင်းကလည်းတတိရလာတော့ဖင်းတို့တားမိကမရှိတော့တာကိုသိလိုက်ရပြီးအကျိုးဆက်ရှိတဲ့နေရာကိုအပြေးသွားပါတယ်ရေခဲထိုက်ရှိမှပဲအယုတ်လေးကိုထပ်တွေးလိုက်ကတကားရီနားမှာမိမနဲ့သမီးဖြစ်သူကိုအော်ခေါ်လိုက်ပါတယ်ခေါင်းကထပ်ပြီးအော်ခေါ်နေတုန်းမှာဘုံဆိုပြီးတကားတစ်ခုပွင့်လာကတတိသားလောင်းထုတ်တွေအများကြီးထွက်ကြလာပါတယ်ဖင်းတို့တားမိကရေခဲထိုက်ထဲကတန်တေသားလောင်းတွေကြားမှာရောက်ရှိနေတာ ကလေးတရလေးကလည်းအတူရှိနေလို့တကားကိုထုတ်ရိုက်နေပါတယ်။ခွန်လည်းတကားကအတန်ကြားလို့ကြည်နေရင်ရေခဲတိုက်ကဝေးသွားပြီးဘုံဆူအနားကိုပြန်ရောက်လာတော့လမ်းမိလဲကျသွားပါတယ်။အခန်းတစ်ခုလေးကနေသွေးတွေစီးကျလာပြီးကြည်နေတုံးမှာပဲ။တကားကောက်တန်ကိုကြားလို့တကားကိုဖြက်ပြီးခေါ်ထုတ်တော့ကလေးတရကနောက်ကနေဆွဲထားနေကခွန်ကလည်းအာကုံဆွဲမှအပြင်ကိုထွက်ကြလာပါတယ်။ပြီးတာနဲ့သမီးဖြစ်သူကိုလည်းအမြန်လှန့်ခေါ်လိုက်ပါတယ်။သမီးဖြစ်သူကရဲမိုင်ကိုချစ်လန်းဖေဖေလို့မေးတော့ဟစ်တာပေါ်သမီးရယ်လို့ပြောလိုက်ချင် ဒါဆိုဘာလို့သမီးကိုမချစ်တာလဲလို့ငိုပြီးပြောလိုက်ပါတယ်။ဒီတော့မှအနောက်ကိုလှည့်ကြည့်တော့ရဲမိုင်းကသင်ရဲ့လက်ထဲမှာရှိနေပြီးသူ့လက်ထဲမှာကတရင်သားလောင်းလေးပါ။တလေးလောင်းကိုကြည့်ကဝမ်းနည်းစွာငိုနေတော့လဲကြသွားပြီးတလေးသေးရဲတွေကရေထဲကိုဝိုင်းနေတယ်လို့ခံစားနေရပါတယ်။တကယ်တော့ခေါ့မှာပြည့်နေရပြီးမွေးလာတဲ့ရဲမိုင်းတယောက်တည်းရှိတာမဟုတ်ပဲခေါင်ကတရုပ်ဆောင်စားနဲ့ဖောက်ပြန်ခဲ့ကစာကကိုဝင်ရသွားလို့ဖျက်ချခိုင်းလို့တည်ဆုံးသွားတဲ့ကလေးတယောက်လည်းရှိနေခဲ့တာပါ။ ကွန်လေကလေးသေးရဲတွေကြောင့်တတိလင့်မေမျောသွားခဲ့ပါတယ်။အဲဒီနောက်မှာသူ့ဘရာသာစီကိုလည်းရဲတွေရောက်လာကဒီကဲတိုက်ကိုလိုက်စစ်ဆေးတဲ့အချိန်တကားတစ်ခုကိုဖြန့်ကြည့်ကြတော့တန်ဒီသားလုံးအထုပ်ပြီးအများကြီးထွက်ကြလာပါတယ်။သူ့ဘရာသာရဲ့ပြောဆိုချက်နဲ့ဖျက်ချပေးတဲ့အမျိုးသမီးကိုလည်းဖမ်းမိသွားကြပါတယ်။သူကအရင်ကသူနာပြုတစ်ယောက်ဖြစ်ပြီးသူ့အမေစီကနေလက်ဆင့်ကမ်းလာခဲ့တာပါ။သူတို့အမေကလည်းဒီအလုံးနဲ့ပဲသူ့ကိုပြုစုပြိုးထောင်ခဲ့တာပါ။သူဘရာသာရောအမျိုးသမီးကပိုက်ဆံကြောင့်လုခဲ့ကြတာပါလို့ဆိုပါတယ်။ရဲတွေရဲ့စစ်စည်းချက်တွေအရ ူတို့ဖျက်ချပေးတဲ့ကိုဝင်ကပြင်လာ6လတင်အထိပါပါပါတယ်ဖျက်ချတဲ့အခါမှာမသေးသေးရင်တေးအောင်ပြစ်ထားလိုက်ကြတယ်တကယ်လို့အသက်ရှင်နေသေးရင်ဖျက်ချတဲ့အမျိုးသမီးကပဲပြုစုပြိုးထောင်လိုက်တာပါသူအဖမ်းခံရတော့ကလေးတွေကငုံနေခဲ့ကြပါတယ်သူ့ဖယားစာစီကိုလည်းတရက်ကိုတန်လေးသားလုံးအထုပ်200လောက်အထိရောက်ရှိခဲ့ပါတယ်ရဲတွေတကယ်ရှာတွေ့ခဲ့တာကမဖျက်စည်းရသေးတဲ့တန်လေးသားလုံးအထုပ်2000နဲ့2000တိတိတွေ့ရှိခဲ့ကြပါတယ်ဒီသတင်းကလူပြောသူမျိုးအယံများခဲ့ပါတယ် ဘုံနဲ့ခွန်တို့လည်းဆီယမ်မကူညီပေးတာကြောင့်ဈေးရုံမှာကျန်းမာရေးပြန်ကောင်းလာခဲ့ပြီးခွန်ကိုဘုံတောင်းပန်ပါတယ်အကာအကွယ်သုံးခဲ့ရင်ခွန်တီလိုခံစားရမှာမဟုတ်ဘူးလို့တောင်းပန်လိုက်ပါတယ်ခွန်ကတော့ကိုမဝင်သွားပြီးကြားသည့်ခံစားနိုင်ပေမဲ့မလုံးမရှက်နိုင်တော့ပါဘူးတစ်ဖက်မှာလည်းအမျိုးသမီးတစ်ယောက်ကိုမဝင်နေတာရှိနေပြီးကိုဝင်ကလည်းရှိနေခဲ့ပါတယ်ဖင်းတို့သားမိလည်းခွန်ကိုနှုတ်ဆက်ပြီးအင်ကိုပြန်ဖို့လှုပ်ချိန်မှာရဲမိုင်းကပြန်လှည့်လာပြီးလူနာနှစ်ယောက်ကြားကလိုက်ကာကိုခေလိုက်ကနှုတ်ဆက်ပြီးထွက်သွားပါတယ် ဘေးကလူနာမျိုးသမီးကခွန်နဲ့ဖောက်ပြန်ပြီးကိုယ်ဝင်ရခဲ့ဘူးတဲ့တယောက်ဆောင်စာဖဲဖြစ်ကတာကိုခွန်ကဖျက်ချခိုင်းခဲ့တာပါတားရဲ့လက်ရှိကိုယ်ဝင်ကလည်းခွန်နဲ့ပဲရရှိထားတာဖြစ်ပြီးစာကထပ်ပြီးဖျက်မချရဲတော့လို့ကိုယ်ဝင်ကရှိနေခဲ့က စာကလည်းကလေးကအိမ်မက်ထဲမှာသူတို့နဲ့အတူနေခြင်းနဲ့လို့ပြောတာကိုခွန်ကပြောပြခဲ့ဘူးပါတဲ့ခွန်လည်းမျက်ရည်တွေစီးကြပြီးဇာလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအီဇာလန်းသည်ကဘာပေါ်ရှိကလေးဝိညာဉ်များအလုံးအတွက်ရည်ရွယ်ပါသည် ပျက်စီးဆုံးရှုံးမှုများထပ်ပြီးမရှိစေရန်မျှော်လင့်တင်ဆက်လိုက်ပါသည်။ဒီဇာလန်သည်ဆယ်ကျော်သက်များအားတရားမဝင်ကိုဝင်ဖျက်ချမှုလျှော့ချစေရည်အတွက်လုံဆောင်မှုတစ်ခုဖြစ်လိမ့်မယ်လို့မျှော်လင့်ပါရခင်ဗျာ။အဆုံးထိလိုက်ပါယေရှုဝိရတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြောင်းနေနိုင်ပါစေလို့ဆုတောင်းပေးရင်းညီကောင်းချုပ်လိုက်ရပါရခင်ဗျာ။